မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့ထွက်ရပေါက်ဆရာတော်ရာကျော်ဆရာတော်ဖျားကြီးအကြောင်းဖြစ်ပါတယ်တောင်းဆိုထားတဲ့မိတ်ဆွေနဲ့ဘ ഹു တုတလိလာလူတော်မိတ်ဆွေများအတွက်တင်ပြပေးလိုက်ပါတယ်ရာကျော်ဆရာတော်ကြီးဆိုတာတတော်280ခန်းတိလူလောကမှာနေသွားခဲ့တဲ့အမှန်တကယ်ရှိခဲ့တဲ့ထွက်ရပေါက်ဆရာတော်ကြီးတစ်ပါးဖြစ်ပါတယ် ဆရာတော်ကြီးရဲ့အထုပ်ပတိကိုဆရာတော်ကြီးရဲ့သုတသနာ သူဘောကသူဓမ္မများအမိနဲ့နခတရောင်ကြီးမဂဇင်းမှာဟန်တာဝတီဦးအောင်ကျန်က စနစ်တကျလ ీల သူတေသနာပြုပြီးရေးသားတင်ပြထားပါတယ်ဆရာတော်ကြီးကို ခရစ်နှစ်1626ခုနှစ်မှာရှမ်းပြည်နယ်တောင်ပိုင်းပင်တရနယ်ပွင့်လန်းရွာမှာမွေးဖွားခဲ့ပါတယ်ရှမ်းလူမျိုးဖြစ်ပါတယ်ငယ်စဉ်ကတည်းကသာသနာ့ဘောင်တို့ဝင်ရောက်ခဲ့ပြီးရှင်မီကိတ်တိဖြစ်ပါတယ် ယဟန်ဘွဲကတော့ဥဒေဝသက်ဓမ္မဂိတိဖြစ်ပါတယ်။ဆရာတော်ကြီးတရားအထုတ်ပေါင်းမြောက်ခဲ့တဲ့နေရာကတော့ဂွေးပင်ရွာဝေတန္တရာကူလို့ဆိုပါတယ်။အင်းဝခေဘိုးတော်ဦးဝိုင်းဘိုးဘိုးအောင်တို့နဲ့တငယ်ချင်းဖြစ်တယ်လို့ဆရာတော်ကြီးကမိန့်ကြားမှုပါတယ်။1945ခုနှစ်မှာဆရာတော်ကြီးကမိန့်ကြားတာကတတ်တော်220ရှိပြီဆိုတာတဟေလိဖြစ်ဖြစ်ကြပါတယ်။တမထနဲ့ဝိပလနာတွဲပြီးအထုတ်ခဲ့တယ်လို့သိရပါတယ်။ တပိတ်ချင်းမြို့မြောက်ဖက်တကောင်းကြီးရွာကဆရာတော်ဦးကောစီမာလौကီပညာရဲ့များကိုတင် जा ခဲ့ပါတယ်။ရာကျော်ဆရာတော်ဖရာကြီးရဲ့အစွမ်းတကူအချို့ကိုတင်ပြပါမယ်။ဦးစာကရော့ကိုဆရာတော်ကြီးကတင်ကန်းနဲ့ခြုံပြီးအင်းစိန်မမန္တလေးမြို့မဟာမြတ်မှုနီဖရာတို့တကူဖြင့်လိုက်ပို့ခဲ့မှုပါတယ်။နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုကကဘာအေးတိန်တော်ကြီးတိန်သမုတ်ခါနီမှာရာကျော်ဆရာတော်ကြီးကိုတွားပင်းတော့ဆရာတော်ကြီးက အခုမအားသေးဘူးပြန်နေလို့ပြောလို့ဦးနုကတိမ်သမုတ်တဲ့နေရာကိုသွားနေတော့ဆရာတော်ကြီးကတိမ်သမုတ်တဲ့နေရာမှာရောက်နေနေတာတွေ့ရပါတယ်ဆရာတော်ကြီးကိုနိုင်ငံပေါင်းစုံကပူဇော်ကြတော့တဲ့အနေနဲ့သူတို့ရဲ့အလံများကိုပေးလူထားကြပါတယ်ထိုအလံများဟာအကျိုးခံစား권ရှိပါတယ်တက်ဆိုင်ရာလံကိုပြတ်တခြင်းအပြင်အခမဲ့ယထာစီခွင့်လေရင်စီးကွင်းစသည်ဖြင့်ရရှိစေပါれဆရာတော်ကြီးကထိုလံများကိုတုံးဆွဲခြင်းမပြုပါဘူး မျက်မှောက်ခင်မှာပင်ဆရာတော်ကြီးရဲ့အတန်တော်မှတ်တမ်းများလည်းရှိပါသေးတယ်။ယူကျူးရဲ့စီကံအရာဖော်ပြလို့မရလို့ဘ ഹു တုတအဖြစ်တင်ပြခြင်းဖြစ်ပါတယ်။ရာကျော်ဆရာတော်ဖျားကြီးဟာစေဒီအဟောင်းပြက်တွေကိုပြန်လည်မိုးမှန်တီထားခဲ့ပါတယ်။ရံပြေမှန်ပြေဖျားကက်ကျော်ဖျားများတဲ့ခဲ့ပါတယ်။အဲ့ဒီလိုဖျားတဲ့ရာမှာအလူခံတာမရှိပါဘူး။တရင်ကြတာနဲ့အလူရှင်တွေ ရောက်လာကြပါတယ်။ ရာကျော်ဆရာတော်ဖျားကြီးတည်ထားခဲ့တဲ့ထင်ရှားတဲ့ဓပ္ပနတ်တော်စီဒီနှစ်စုရှိပါတယ်။တစုက စေပေါင်းခစီဒီဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွမြို့နယ်တီရီမင်္ဂလာကံတော်ကြီးဘက်မှဖြစ်ပါတယ်။ထိုကျုံးကိုရှေးရခင်ကလေနဲ့ပဲတွားလို့ရပါတယ်။ယခုနောက်ပိုင်းခင်များမှာ အလူရှင်များကပြုပြင်မှုမှန်တီးဆောက်ထားကြလို့လေနဲ့တွားเสียမလို့တော့ပါဘူး။ဒုတိယမြောက်စီဒီကတော့ရွှေလောက်ဝင်းစီဒီဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအင်းစိတ်မြို့နယ်ရှိမင်းဓမ္မကုန်းတော်ပေါ်မှာဖြစ်ပါတယ်။ရာကျော်ဆရာတော်ဖရာကြီးရဲ့ပတိစိတ်နည်းကိုလည်းတင်ပြပါအောင်မယ်။ရာကျော်ဆရာတော်ဖရာကြီးဖရာတဲ့တော်လွယ်အိတ်ထဲကနေပတ်စံတွေ၌ပြီးအလုသမားတွေကိုစွန့်ပါတယ်။တယောက်ပြီးတယောက်ပြီးလည်းပတ်စံကမကုန်ပါဘူး။တနေ့တော့ဆရာတော်ကြီးကလွယ်အိတ်လေးကိုတိုင်မချိတ်ပြီးအပေါ်စွန့်ဖို့ထထွားတော့ဘေးနာကတခါတယောက်ကလွယ်အိတ်ထဲကိုကြီးလိုက်တော့စီးပြင်းလိုက်တလိမ့် မိချစ်တလုံးနဲ့ကိုလုံးပတိတကုံးပဲရှိပါတယ်။နောက်တစ်ယောက်လာတော့လေထိုးလွယ်အိတ်ထဲကနေပတ်စံထုတ်ပေးပါတယ်။အစွမ်းရှိတဲ့အစ္စတရားလွယ်အိတ်လိုဖြစ်နေပါတယ်။ဆရာတော်ဖျားကြီးရဲ့ကိုလုံးပတိစိတ်မိကတော့အေဟံဆိုပြီးပတိတလုံးချဗုဒ္ဓဆိုပြီးပတိတလုံးချတိတ်တိဆိုပြီးပတိတလုံးချထိုနည်းတိုင်းအေဟံဓမ္မတိတ်တိအေဟံတန်ငော ိတ်တိဆိုပြီးပတိကိုလုံးကိုစိတ်ရပါမယ်ဆရာတော်ဖရာကြီးအမြဲစိတ်လေးရှိပါတယ်မင်္ဂလာတော်မြို့နယ်တဲကငွေရတောင်နီပြည်လမ်းမကြီးရဲ့အနောက်ဖက်ခြမ်းမှာစိတ်တတုခတအူးကျောင်းကိုဆောက်လုပ်လူတန်းလို့ထိုကျောင်းမှာတရင်သုံးပြီးနောက်ပိုင်းဆရာတော်ကြီးဟာခီးမထွက်တော့ပါဘူးထိုကျောင်းမှာပဲ1954ခုနှစ်မှာထွက်ရက်လန်းလို့ကြွမြန်းတော်မူခဲ့ပါတယ်ရုပ်ကလက်တော်ကိုမိမပူဇော်ပဲထားရှိတယ်လို့သိရပါတယ် ကျွန်တော်အနေနဲ့ဆက်ဆက်တင်ပြလိုတာက ထွက်ရက်ပေါက်ဆရာတော်ရာကျော်ဆရာတော်ဖရာကြီးကဲ့သို့ဆရာတော်ကြီးတစ်ပါးဖြစ်တဲ့ဆရာတော်ဦးညာတော်ရကိုမျက်မှောက်ခင်မှာပဲကျွန်တော်ကိုယ်တိုင်ဘူးတွေ့ခဲ့ဘူးတဲ့ထူးထူးခြားခြားဖြစ်စဉ်ကိုလည်းကျွန်တော် channel မှာဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။နောက်လဲဘ ഹു တုတ္တမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်စ်တင်နိုင်ပြရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီးအုပ်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေး မိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးသွားပါအောင်နော်ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ